ားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကြိုက်စုံ enemy series တွေအကြောင်းပြောပြပေးသွားမှာပါအကြိုက်စုံနေ့ချဖြစ်တာမို့ ban enemy တို့ပို့ကြိုက်လို့အစ်စ်နေတမပြောပြပေးသွားမှာတော့မဟုတ်ပါဘူးဒီတိုင်းပဲပြောပြပေးသွားမှာပါကဲဒါဆိုရင်တော့စလိုက်အောင် one piece ဟုတ်ပါတယ် one piece ကဆိုလို့ရှိရင်ယနေ့ချိန်ထိအောင် popular ဖြစ်ဆုံး enemy series တစ်ခုဖြစ်ပါတယ် One Piece ဆိုလို့ရှိရင် Ichigo Oda ရေးထားတဲ့ဂျပန်မန်ဂါစတီးကူးဖြစ်ပြီးတော့ အဲ့ဒီစီးရီကိုတော့1969ခုနှစ်ဇူလိုင်လ22ရက်နေ့မှာရှူရီရှာရဲ့ဝီလီရှော်နယ်မဂနဇင်းမှာပထမဆုံးအကြိမ်စတင်ထုတ်ဝေခဲ့ပါတယ်။ WANBI ရဲ့ anime version ကိုတော့ Toei Animation မှာထုတ်လုပ်ပြီးတော့1999ခုနှစ်အောက်တိုဘာလ20ရက်နေ့မှာစတင်ထုတ်လုပ်ခဲ့ပါတယ်။ anime မှာတော့ဒိုက်တာများစွာရှိပြီးတော့ပထမဆုံးဒိုက်တာမှာကိုနိုစကဲဦးရဖြစ်ပြီးတော့နောက်ပိုင်းမှာအခြားဒိုက်တာများဆက်လက်ပြီးတင်ဆက်ခဲ့ပါတယ်။သူတို့ကတော့ Munehisa Sakai, Hiroaki Miyamoto နဲ့ Tatsuya Nakamine တို့ပဲဖြစ်ပါတယ်။ ဝမ်ဘီဟာမြန်မာနိုင်ငံအန်မီလောကတွင်တော့မကပါဘူးကဘာတော်မ်းမှာပါအလွန်ရပန်းစားတဲ့စီးတခုဖြစ်ပြီးတော့ဝမ်ဘီဟာသူ့ရဲ့ဆက်လန်းနဲ့ဇက်ကင်မှာကြောင့်အလွန်ကောင်းမွန်တဲ့စီးတခုဖြစ်ပြီးကျွန်တော်ကိုယ်တိုင်ပထမဆုံးကြည့်တဲ့အန်မီစီးတခုဖြစ်ပါတယ်ခုချိန်ထိဖေဗရိတ်ဖြစ်ဆုံးစီးတခုဖြစ်ပါတယ်အကြိုက်ဆုံးကိုင်တာကတော့ကျွန်တော်တို့ကပတိန်လူဖီရဲ့ပထမဆုံးဖွဲ့ဝင်ဖြစ်တဲ့ရိုနိုဝါဆိုလိုပဲဖြစ်ပါတယ်နာရိုနာရိုအန်မီစီးတွေကိုတော့ကျွန်တော်နောက်မှကြည့်ပြပေးမယ်တော်တော်သဘောကျတဲ့စီးတဲမှာတော့နာရိုစီးပါပဲနာရိုစီးမှာမှာမာရှာရှိကီရှီမိုတိုမှာရည်စထားတဲ့ မန်ဂါကို1999ခုနှစ်2014ခုနှစ်ထိပတ်စင်ချွန်နိုင်ငံမဂ္ဂဇင်းမှာထုတ်ဝေခဲ့ပါတယ်။နောက်လို Anime City ကိုတော့2002ခုနှစ်အော်တိုဘာလ3ရက်နေ့မှာစတင်ထုတ်လုပ်ခဲ့ပါတယ်။ဒီ Anime City ကို Studio Perio ကထုတ်လုပ်ပြီး Masashi Kishimoto ရဲ့နာမည်ကြီးမန်ဂါ City ကိုအခြေခံတာဖြစ်ပြီးတော့မန်ဂါကိုတော့1999ခုနှစ်2014ခုနှစ်ထိပတ်စင်ချွန်နိုင်ငံမဂ္ဂဇင်းမှာထုတ်ဝေခဲ့ပါတယ်။ နာရူဟာအူဇူမာကီဆိုတဲ့လူငယ်လေးရဲ့စွန်းစားကန်းတွေနဲ့သူ့ရဲ့အိမ်မက်ဖြစ်တဲ့ဟိုကာကဲဖြစ်လာဖို့ကြိုးစားရတဲ့အကြောင်းကိုဇလန်တွဲဖြစ်ရာယူထားတာဖြစ်ပြီးတငယ်ချင်းဆိုတာဘလို့တံမိုးထားရဲဆိုတာကိုပါတေချာရာယူပြနိုင်ခဲ့ပါတယ် နော်ရိုစီးရီးကို2009ခုနှစ်ထိထောက်လွှင့်ခဲ့ပြီးနောက်ပိုင်းမှာနော်ရိုရှိဘရန်ဆိုတဲ့အဆက်ကို2009ခုနှစ်ဖေဖော်ဝါရီလ15ရက်နေ့မှာစတင်ထောက်လွှင့်ခဲ့ပါတယ်။ဒီမွန်စလေယာဒီမွန်စလေယာကတော့ဇလန်ဇက်အင်ရောအနီမေးရှင်းအက်ဖက်တွေရောတော်တော်ကောင်းမွန်တဲ့စီးရီးတစ်ခုဖြစ်ပါတယ်။ဇလန်ချင်းမှာဆိုလို့ရှိရင်ကာမာရိုတန်ဂျီဆိုတဲ့ကောင်လေးရဲ့မိသားစုတွေကတက်ပြက်ခံခဲ့ရပြီးညီမဖြစ်သူနေဇူကမကောင်းဆိုးဝါးဖြစ်သွားတဲ့အခါသူမကိုလူသားပြန်ပြင်အောင်ကယ်ဆင်းဖို့ခီးထွက်ခဲ့ပါတယ်။ဒီခရီးမှာတန်ဂျီရောဟာဒီမွန်စလေယာကော်ရဲဝင်ပြီးလေ့ကျင့်ခန်းတွေပြုလုပ်ကာ ီမွန်တွေနဲ့ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကိုဖော်ပြထားတဲ့စီးကြီးပဲဖြစ်ပါတယ်။ဒီမွန်စလေးယာမန်ကော2016ခုနှစ်ဖေဖော်ဝါရီလ15ရက်နေ့မှာအပတ်စဉ်ချုံနံကျန်မဂဇင်းမှာစတင်ထုတ်ဝေခဲ့ပြီးနောက်ဆုံးမန်ကောကိုတော့2020ခုနှစ်မေလ16ရက်နေ့မှာထုတ်ဝေခဲ့ပါတယ်။ Anime ကိုတော့2019ခုနှစ် April 6ရက်နေ့မှာ Tokyo MH GTY GYT VS 11နဲ့အခြား channel တွေမှာစတင်ထုတ်လွှင့်ခဲ့ပါတယ်။စီစဉ်ဝမ်းမှာ26ပိုင်းပါဝင်ပြီးတော့2019ခုနှစ်စက်တင်ဘာလ28ရက်နေ့မှာပြီးဆုံးခဲ့ပါတယ်။ စီဇန်1ပြီးတော့နောက်ဆက်နေနေရတော့ Kimetsu no Yaiba The Movie Mugen Train ဆိုတဲ့ anime movie ကိုထုတ်လွှင့်ခဲ့ပြီးဒီ movie ဟာဂျပန်မှာရောက်ကဘာတဝမ်းမှာပါအရင်အောင်မြင်ခဲ့ပြီးဂျပန်ရဲ့ရုပ်ရှင်ရာဇဝင်မှာအမျက်ဆုံးအများဆုံးရုပ်ရှင်ဇာတ်ကားတစ်ခုအဖြစ်မှတ်တမ်းတင်ခဲ့ပါတယ်စီဇန်2ကိုတော့2021ခုနှစ်ဒီဇင်ဘာလ10ရက်နေ့မှာစတင်ထုတ်လွှင့်ခဲ့ပြီးတော့ episode 7ပိုင်းအထိထွက်ရှိခဲ့ပါတယ်စီဇန်2ကတော့ February 13ရက်နေ့2022ခုနှစ်မှာအဆုံးသတ်ခဲ့ပြီးတော့ ီဇန်3ကိုတော့ April 9ရက်2023မှာအပိုင်းစတက်ပိုင်းထုတ်လွှင့်ခဲ့ပြီးဇွန်လ17ရက်2023မှာတော့စီဇန်3စတင်ခဲ့ပါတယ်စီဇန်4ကိုတော့မေလ12ရက်2024မှာစတင်ထုတ်လွှင့်ခဲ့ပြီးအပိုင်း10ပိုင်းသာထွက်ရှိခဲ့တာပါဇွန်လ30ရက်2024စီဇန်4ကပြီးဆုံးခဲ့ပြီးအားလုံးတည့်ရက်တိုင်း ဒီမစလီယာ infinitic stress ရဲ့ movie ကိုတော့2025စက်တင်ဘာလလောက်မှထွက်မယ်လို့လည်းသိရတာပေါ့စောင့်အကြွနောက်ပါစီလို့ပဲစူတိုင်းအတူတူစောင့်ကြရပါဘူးဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကြိုက်တဲ့တည်းဆိုလို့ရှိရင် subscribe လေးလုပ်ခဲ့ကြပါအောင်အားလုံးနောက်ဗီဒီယိုလေးမှာပြန်ဆုံကြမယ်